ခရိယန်ဘာသာကိုကူးပြောင်းခြင်းလို့ခရိယန်ဘာသာဝင်ခြင်းလို့ဘာလို့ရမလဲဆိုပြီးတော့ကျွန်မလာမေးကြတယ်ဆိုတော့ခရိယန်တယောက်ဖြစ်ဖို့ဘာတွေလုပ်ရမလဲပေါ့ဒီအချက်လေးတွေကိုကျွန်မပြောပြပေးသွားမှာဖြစ်ပါတယ်ခရိယန်ရဲ့အတိတ်ဘယ်က follower of christ ယေရှုခရစ်တော်ကိုကိုယ့်ရဲ့ကယ်တင်ပန်းရှင်ဖခင်အဖြစ်ယုံကြည်လက်ခံပြီးတော့သူ့ရဲ့တွင်တင်ချက်တွေသူ့ရဲ့တမန်တော်ရဲ့နောက်ကိုလိုက်တော်သူကိုခရိယန်လို့ခေါ်တယ်တနည်းအားဖြင့်ကျွန်တော်တို့ယုံကြည်သူလို့လည်းခေါ်တယ် ခရိယန်တယောက်ဖြစ်ဖို့အတွက် you must be safe တနည်းအားဖြင့် born again မြန်မာလိုဆိုရင်ကယ်တင်ခြင်းရတော်သူဖြစ်ရမယ်ဆိုတော့ကျမတို့ကကယ်တင်ခြင်းစိတ်ချမှုရှိတော်သူဖြစ်ပြီဆိုတာနဲ့ကျမတို့ကစစ်မှန်တဲ့ယုံကြည်သူတယောက်ဖြစ်သွားပြီကယ်တင်ခြင်းရဖို့လိုတယ်ဆိုတော့ကယ်တင်ခြင်းရဖို့အတွက် gospel good news လို့ခေါ်တဲ့ခရစ်တော်ရဲ့တည်င်းကောင်းကိုကြားဖို့လိုတယ် ဆိုတော့အဲ့ဒီတည်င်းကောင်းကဘာလဲဆိုရင်တင်းနဲ့ကျွန်ုပ်ဟာမွေးကလေးကပါလာတဲ့အပစ်တရားတွေကြောင့်ကျွန်ုပ်တို့ဝိညာဉ်ဟာငရဲကိုသွားမှာဖြစ်တယ်။ထို့အရာအတွက်ယေရှုခရစ်တော်ကလူစားတိခံယူပြီးတော့တင်းနဲ့ကျွန်ုပ်ရဲ့အပစ်ကို စေးကြောဖို့အတွက်အသွေးသွန်းလောင်းခဲ့တယ်။လူတယောက်ရဲ့အသက်အရင်းမြစ်ဟာအသွေးဖြစ်တယ်။ဆိုတော့အသွေးကပဲအသက်ကိုပေးနိုင်တာဖြစ်တယ်။အဲ့ဒါကြောင့်မလို့တင်းနဲ့ကျွန်ုပ်ခံရမယ့်အပစ်